ေကဆာမှာကတော့စောကျူဟီးကတောကမျက်နှာနဲ့သူအိမ်ခန်းရဲ့အပေါ်တန်းမျက်နှာစာကိုအတန်းလုံးဖော်ပြားတွေကိုတတ်စင်နေပါလေ။ဒါမှလည်းမတဲ့တူနေမမြင်ချောင်းကြီးဆိုသလိုအတန်ဖန်းစက်နဲ့လွတ်နေတဲ့မျက်နှာချက်ကနေအပေါ်ကကြားနေရတဲ့အတန်းတွေကိုအတန်ဖန်းနေသလိုကင်မရာနဲ့လည်းမှတ်တမ်းတင်နေတာပါ။အဲ့ဒီမှာတွားကြိတ်တန်လို့အတန်းတွေကိုဇက်တိုက်ကြီးကိုကြားနေရပြီးတော့စောကျူရစိတ်ဖိစီးကတောကတွေလည်းရောက်နေရပါလေ။အဲ့ဒီမှာပဲဖုန်းမိလာတာကြောင့်စောကျူကြီးကကင်မရာကိုချပြီးတော့ ဖုန်းကိုသွားနားထောင်လိုက်တဲ့အခါမှာညီးတွားတန်လူလူရေပေါ်ထိုးဆက်တန်လူလူအတန်တကူကြားပြီးတော့ချထားတဲ့ကင်မရာအလိုလိုနေနဲ့ zoom ကိုအဓိကဆွဲယူနေပါလေ။ဘေးမှာဖွင့်ထားတဲ့ DVR လည်းတစ်ချဲချဲနဲ့ထားမိက line ပြတ်တယ်လို့လို့ပျောက်တယ်လို့လို့ဖြစ်လာတာပါ။ဇော်ကြီးကဖုန်းကိုချလိုက်ပြီးတော့ TV remote ကိုယူကပိတ်လိုက်ချိန်မှာတော့တကန်းလုံးမှောင်ကျသွားပါတော့တယ်။ဇော်ကြီးကအလွန်တရာမှထိတ်လန့်ပြီးတော့ဗဇက်ကိုလက်နဲ့ပိတ်ကကြောင်းငင်းနေစင်မှာပဲ။မိတွေကဖလက်ဖလက်နဲ့ပြန်လင်းလာပါလေ။ ခြေတစ်ဖက်စာနေတဲ့ဇောကျူကြီးကကင်မရာကိုကောက်ကင်ပြီးအဲ့ဒီခန်းကအပြင်ထွက်လာချိန်မှာပဲအန်ကျိတ်တန်ကြီးကိုကြားနေရပါလေဇောကျူကကွန်တိုတစ်ခုမှနေထိုင်တာပဲဖြစ်ပါတယ်ဇောကျူအောင်ကအချီဆက်ယုံတစ်ခုမှအလုံးလုံးနေပြီးတော့သူမကအကြအာယုံချိုးတဲ့နေသူတအုပ်ပါဆက်ယုံရဲ့စူညာတန်တွေကြောင့်တခြားဝန်ထမ်းတွေအားလုံးကအတန်းလုံးနှစ်ချက်တွေတက်ဆင်ထားချိန်မှာသူကတော့ကီးကထများမနေပဲနှစ်ချက်မတက်ရတာကြောင့်လွတ်လပ်နေရပါလေအဲ့ဒီချိန်မှာပဲသူတို့ရဲ့စူပါဗိုင်ဆာကသူ့ကိုတစ်ခုလမ်းပြီးတော့ပြောနေလိုက်မှန်းသိလိုက်တာကြောင့် ပါဇက်ဟန်ကိုတစ်ချက်ပြပေးဖို့ဇော့ကျောင်းကတောင်းဆိုလိုက်ပါတယ်ဒီတော့မှစူပါဘိုက်ဇာကတလုံးချင်းစီပါဇက်ဟန်နဲ့လှမ်းပြောတော့မှဇော့ကျောင်းကသူမရဲ့ဖုန်းတံမီနေတာကိုပြောမှန်းကိုသိလိုက်ရပါတယ်ဒီတော့မှဇော့ကျောင်းကနာကြာကရိယာကိုတတ်လိုက်တဲ့အခါဇူညာရဲ့ဆက်တံတွေကိုကြားလိုက်ရပါတယ်ဖုန်းခေါ်ဆုံးမှုတွေကလွတ်သွားပြီးတော့အတန်မက်ဆေ့ကိုဖွင့်နားထောင်တဲ့အခါဘိုးဖိုရဲစခန်းကစုံတော့ဂင်ဟုံယူဖြစ်နေပြီးတော့စုံတော့ကညီမဖြစ်သူဇော့ကျူကြီးပျောက်ဆုံးမှုတွေတိုင်ကြားထားကိစ္စနဲ့ပတ်သက်ပြီးပြောလာပါတယ် ညမဖြစ်သူရဲ့ကုမ္ပဏီက၄ရက်လောက်ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တိုက်ကြားထားတဲ့အကြောင်းနဲ့ညမဖြစ်သူကိုဘယ်နေ့ကနောက်ဆုံးတွေးခဲ့တာလဲဆိုတာကိုမေးလိုက်ပါတယ်။စောကြောင်ကသူမလောလောဆယ်မှာကုမ္ပဏီကပေးထားတဲ့အဆောင်မနေတာဖြစ်တာကြောင့်တတိမထားမိလိုက်ကြောင်းနဲ့ပြန်စင်းစားပြီးတော့ဆက်သွယ်ပေးမယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲလိုနဲ့စောကြောင်ကစောကြူကြီးနေထိုင်ရာတိုက်ခန်းကိုပြန်သွားတဲ့အခါဒကောင်ကမှကတ်ထားတဲ့တူတူနေပါဇူညာန်တန်တွေကိုတီးမခံနိုင်တော့ပါဘူးဆိုရယ်စာရွက်တွေကိုတွေးလိုက်ရပါတယ်။စောကြောင်ကအခန်းထဲကို password နှိပ်ပြီးတော့ဝင်သွားလိုက်တဲ့အခါမှာ ရှုပ်ပွားနေတဲ့ခန်းဟူသာတွေ့ရပြီးတော့ဖုန်းခေါ်ကြည့်တော့လည်းအတန်မက်ဆေ့ချန်နာဝယ်ပြောတဲ့အတန်သာကြားရပါလိမ့်။စောချီအောင်အဆောင်ကိုသွားမနေခင်ကစူညံတန်တွေကိုတီးမခံနိုင်အောင်ပြောကဗျာများနေညမဖြစ်သူရဲ့အကြောင်းကိုပြန်တွေးမိနေတာပါ။အဲ့ဒီတုန်းကစောချီအောင်ကဒေါသတွေနဲ့ပူလောင်နေတဲ့စောချူကြီးကိုတားမြစ်ခဲ့ရပါသေးတယ်။စောချူကြီးကတော့အမဖြစ်သူတားမြစ်တာကိုနားမထောင်ဘဲနဲ့မျက်နှာချက်ကိုဒုံနဲ့ပြန်ထိုးကဒေါသထွက်နေပါလိမ့်။စောချူကြီးကဒါတမင်လုံးညာဖြစ်ကြောင်းနဲ့ဒီကသူကတက်တည်ရအောင်ရှာဖမ်းတာမှဖြစ်ကြောင်းစောချူအောင်ကိုပြောပါတယ်။ ။ဇောကြောင်ကသူ့အနေနဲ့ဘာအတမ်းမှမကြအကြောင်းနဲ့ဘလွယ်ဖြစ်ဖြစ်ဒါသူတို့ရဲ့အခန်းဖြစ်ကြောင်းပြောကနေသားကြောင်စူးစမ်းမှာဖြစ်တယ်လို့ဖြောင်းဖြားနေပါလေ။ဇောကြည်ကြီးကမကြတာလားနားမထောင်တာလားမကြတဲ့အောင်ဆောင်းနေရလားလို့အမားဖြစ်သူကိုမေးလိုက်ပါလေ။နောက်တော့ဇောကြည်ကစိတ်ဆိုးပြီးတော့တကားကိုစောင့်ပိတ်ခါအခန်းထဲကိုဝင်သွားခဲ့တာပါ။စောကြောင်ကဂျမားဖြစ်သူနဲ့တူရှိနေစဉ်ကအเจ้าတွေကိုပြန်တွေးနေနေသူတို့အိမ်ကိုစစ်စစ်ကြည့်ရှုနေပါလေတကယ်မှတော့စောကြောင်ကစောကျူကြီးရဲ့ကုမ္ပဏီကိုသွားပြီးတော့စောကျူကြီးနဲ့အရန်ကိုရင်းနှီးတယ်ဝန်ထမ်းတယောက်လောက်ရှိရင်စကားပြောချင်တဲ့အကြောင်း ရာဆာရှင်မှလာပြီးတော့စုံစမ်းနေပါတယ်ကုမ္ပဏီဝန်ထမ်းကလည်းအမအရင်ဖြစ်သူကိုရိုင်းတော်မှမသိတဲ့စောကျူကြီးပျောက်ဆုံးမှုတွေအရန်ကိုအံ့ဩနေတာပါစောကျောင်းကစောကျူကြီးရဲ့ယင်းဒီဆုံးသစိမ်းဖြစ်တဲ့ယုံကြည်ဝမ်းနဲ့တွေးဆောင်ခဲ့ပြီးတော့လှုပ်ဝက်တက်လို့နဲ့ညမဖြစ်သူကြောင့်ညမဖြစ်သူမှာကြီးစားရှိနေမှလည်းမသိခဲ့တာပဲဖြစ်ပါတယ်ယုံကြည်ဝမ်းရဲ့ပြောပြချက်အရသူစီကိုဖုန်းဆက်တိုင်းမှာထူးဆန်းတဲ့အတန်တွေကိုကြားနေရကြောင်းသူ့ကိုလည်းအဲ့ဒီလိုအတန်တွေကြားမကြားစောကျူကြီးကမေးမြန်းကြအောင်သိရှိရပါတယ်စောကျူအောင်ကအံ့ဩသွားကအတန်တွေလားလို့မေးလိုက်တော့ သူ့အနေနဲ့တော့ဘာတမ်းမှမကြားခဲ့ဘူးကြောင်းကိုပြောပါလိမ့်။ဇော်ကြောင်ကတခုထူးခြားတာတွေ့ရင်သူ့စီကိုဆက်သွယ်ပေးဖို့ပြောခဲ့ပြီးသူမရဲ့ဖုန်းနံပါတ်ကိုပေးခဲ့ပါလိမ့်။ဇော်ကြောင်ကအဆောင်မှာမနေတော့ပဲအင်ကိုပြန်လာခဲ့ပြီးတော့ညမဖြစ်သူပျောက်ဆုံးမှုအတွက်စတင်ပြီးတော့စုံစမ်းပါတော့လိမ့်။ညမဖြစ်သူရဲ့အခန်းမှာတော့ညမဖြစ်သူရဲ့ဆလင်းဘတ်အိတ်ကိုတွေ့ရပြီးညမဖြစ်သူစောကျူရဲ့ဖုန်းကလည်းဆလင်းဘတ်အိတ်ထဲမှာပဲရှိနေတာပါ။ဖုန်းရောဆလင်းဘတ်အိတ်ကိုရောပါထားခဲ့ပြီးတော့ဘဲဦးထွက်သွားလဲဆိုကဇော်ကြောင်ကတွေးမြဖြစ်နေပါလိမ့်။မစွာသေးပဲပုံထားတဲ့အဝိတ်တွေကိုဆွဲလန်ကြည့်တဲ့အခါမှာ ရေစုံငွေပြန်လေးတဲ့ကျမ်းမင်ကိုတွေ့ရတာကြောင့်စောချောင်းကဘာကွက်ကြီးလဲဆိုပြီးတော့ထိတ်လန့်သွားပြီးအမလေးလိုအော်လိုက်ပါတယ်။တဆက်တည်းမှာပဲတစ်ဖက်ခန်းစီကခြေတန်းလိုလိုကြားရတဲ့ပြင်အပေါ်ထက်ကလည်းတဒုံဒုံနဲ့ငေုပ်သီးထောင်းနေတဲ့အတန်တွေကိုလည်းကြားလိုက်ရပါသေးတယ်။ဒါကြောင့်စောချောင်းကဘာလဲဟာလို့တွေးမိသွားတာပါ။မကြာခင်မှာပဲတယ်လီဖုန်းသံကြောင့်စောချောင်းကတယ်လီဖုန်းကိုသွားကန်လိုက်တဲ့ခါမှာတစ်ဖက်ကဘယ်သူမှမသိတဲ့အမျိုးသားတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲဒီသူကစောချောင်းကိုတကားလာဖွင့်ပေးဖို့ပြောတာကြောင့်စောချောင်းကတကားကိုသွားဟာကြည့်တဲ့ခါမှာအောက်ထပ်မှာနေတဲ့ အခန်းနံပါတ်904ကဘတ်ကုံးမယ်ဆိုတဲ့သူဖြစ်နေပါတယ်။ဘတ်ကုံးမယ်ကစောကျူအောင်တို့ရဲ့အခန်း604ရှိမှရက်နေပြီးတော့သူ့ကိုယ်သူမိစ္ဆာကစောကျူကြီးရဲ့အမရောက်နေရပဲလို့ပြောလိုက်ပါတယ်။ဘတ်ကုံးမယ်ကညဘက်ဒီမှာစူညာနေခင်ဘလို့အိပ်ရမလဲဆိုတာကိုမေးလိုက်တော့စောကျူအောင်ကတကားမှာစာပဲလာကတ်ထားတဲ့သူလားလို့မေးလိုက်ပါတယ်။စောကျူအောင်ကတို့ကဒီမှာမနေတာရက်တော်ကြာနေဖြစ်တာကြောင့်ဒီစူညာတန်တွေကတို့နဲ့မဆိုင်ကြောင်းညင်းဆိုလိုက်တာပါ။စောကြောင်ကပြန်ပြီးတော့ရှင်းပြနေမယ်ဘတ်ကုံးပဲကလက်မခံပဲစကားတွေဆက်များနေပါဇက်ကိုဆွဲဖျဲလိုက်မယ်လို့ ဇောကျောင်းကိုရိုင်းဆိုင်စွာပြောဆိုပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်။ဇောကျောင်းကဇောကျူဟီရဲ့ဇလင်းဘက်ကိုမှွေနောက်ကရှာဖွေပြီးတော့ဖုန်းရဲ့မျက်နှာပြင်တော့ကိုလည်းဖွင့်ကြည့်ဖို့ကြိုးစားနေပါတယ်။ဒါမှလည်းဖွင့်မရပဲရှိနေပြီးတော့ညမဖြစ်သူနဲ့အတူတူရှိစဉ်ကအကြောင်းတွေကိုပြန်တွေးနေတာပါ။သူတို့မိဘနှစ်ပါးဟာမတော်ဆထိခိုက်မှုတစ်ခုကြောင့်တပြိုင်နက်ဒေဆုံးခဲ့ရတဲ့နေ့ကို password နှိပ်တော့လေဖုန်းကပွင့်မလာပဲဖြစ်နေပါတယ်။ဇောကျောင်းကဇောကျူရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တိုက်ခန်းလုံခြုံရေးစီကိုတွားရောက်စုံစမ်းခဲ့သေးပေမယ့်ရေယာတိကျတဲ့ဖြေကိုတော့ မရခဲ့ပါဘူး။ဘက်ကုံးမဲကလည်းသူတို့ကိုနားကြီးလို့မကြခဏလာပြီးတော့သတိပေးချောင်းပြောပါလေ။လုံကျွေးဦးလေးကလည်းဇောကျူကြီးကမပြောင်းဆုံးခင်တရက်နှစ်ရက်ပိုင်းတုန်းကအတန်လာရာကိုလိုက်ရှာမယ်လို့ပြောပြီးတော့တဒိုင်လုံးမှွေနောက်သွားချောင်းကိုပြောပြပါလေ။ဘလို့ပဲရှာရှာအိုက်ခန်းကညင်းလိုက်ရင်ပြီးနေကြတော့ဖမ်းဖို့ကမလွယ်နိုင်ချောင်းကိုပြောပါလေ။ဒါမဲ့ဇောကျူအောင်တို့အခန်းကိုယ်တိုင်ကလည်းအဲ့လိုစူညံနေတာကြောင့်အားလုံးကမအီမလဲဖြစ်ခဲ့ရအောင်ကိုပြောနေပါလေ။ဇောကျောင်းကသူ့ရဲ့အခန်းဘာကြောင့်လဲလို့မင်းနေစင်ပါပဲ အမျိုးသမီးတယောက်ကလာခေါ်နေရကြောင်းစကားစာပြတ်သွားခဲ့ရပါတယ်။လာခေါ်သူမျိုးသမီးကမြေရောက်ခန်းမှာပြဿနာရှိနေကြောင်းကိုပြောတဲ့အတွက်လုံချုံကြီးဦးလေးကြီးနဲ့စောကြီးအောင်တို့လိုက်သွားပြီးတော့ကြည့်လိုက်ကြပါတယ်။မြေရောက်ခန်းတကောက်ဖွင့်ကြည့်လိုက်တော့ရှုပ်ပွားနေပစ္စည်းတွေနဲ့နန်းစော်နေတဲ့အနံ့တွေကိုလည်းရခဲ့တာပါ။ဦးလေးရတိုက်ခန်းလူတွေရမလိုအပ်တဲ့ပစ္စည်းတွေကိုလုံခဲ့တဲ့၁၀နှစ်လောက်ကတည်းကလာဆွန့်ပစ်ခဲ့ကြတာဖြစ်ပြီးအဝင်တကားကိုတော့ခတ်ထားရမယ်လေပရင်းပေါက်ကထိုးထည့်ကြတာကြောင့်အမိုက်ပုံကြီးဖြစ်လာရတာပဲလို့ပြောပြပါတယ်။လာခေါ်သူမျိုးသမီးကစီပင်ကိုခေါ်ပြီးတော့ ရှင်းမို့ပြောနေချိန်မှာတိုက်ကပြောရေးဆိုခွင့်ရှိသူစူကြီးဆောင်ကရောက်လာပြီးတော့စီပင်ကကိုတိုက်အောင်မှာကိုကကိုရှင်းမို့ပြောတယ်လို့ပြောပါတယ်လူခေါ်ပြီးရှင်းမို့ကလည်းဈေးစကားကြီးကြောင်းနဲ့ဒါတွေကိုစွန့်ပစ်ခဲ့တာကလာခေါ်သူတို့လို့အခန်းငါးတွေကြောင့်ဖြစ်ကြောင်းအိမ်ငန်းငါးသူတွေနေနဲ့ဝင်မပါဘူးစူကြီးဆောင်ကပြောလိုက်ပါတယ်လုံချုံရင်ဖိုးကြီးကကုတ်ကုတ်နဲ့ထွက်သွားတဲ့ချိန်ဇော်ကြောင်ကသူတို့ရဲ့အခန်း604ကျောင်းမင်းနေချိန်မှာစူကြီးဆောင်ကဖိုးကြီးကိုလမ်းခေါ်လိုက်တာကြောင့်ပြောပြခွင့်မသာပဲရှိခဲ့ပါတယ်နောက်နေ့မှာတော့ဇော်ကြောင်ကအလုပ်ကမန်နေဂျာစီကိုသွားပြီးတော့ ခွင်သွားတိုင်ရပါပွားစီပွားစီနားညီမာကိုကြိုပြီးတော့သိနေကြအောင်နားကြားကြိယာယူမသွားပဲဖုန်းထဲက translate app ကိုသုံးပြီးတော့ဆက်သွယ်ပါတယ်အလုံးမန်နေဂျာတို့ရဲ့ဒုံးစံတိုင်းအဆောင်နေခြင်းနဲ့ဆိုလို့သူတို့ကစောကြောင်နေမဲ့အဆောင်ခန်းကလူကိုတခြားအခန်းပေါင်းပေးပြီးဂူညီပေးတဲ့မျက်နှာမှမထောက်ဘာညာနဲ့ပြောနေပါတော့လေညာဘက်အိမ်ကိုပြောင်းတဲ့အခါမှလည်းအောက်ထက်ကလူကနားညီးတာကြောင့်လာကတ်ထားဆားကိုဖတ်လိုက်ရပြီးစိတ်ရှုပ်သွားပြန်ပါတယ်စောကြောင်ကဝစ်ရှော်နေနဲ့သူညမရဲ့အတန်ပတ်ဆေးတွေကိုဖွင့်ပြီးတော့နားထောင်နေပါတယ် ဲဒီမှာစောတူကြီးပြောထားတဲ့မွေးနေ့ဆူတောင်းတစ်ခုကိုနားထောင်ရင်းနဲ့သတိရသွားကသူညီမရဲ့ဖုန်းကိုဖွင့်ကြည့်တော့သူညီမစောတူကြီးကသူ့အမစောတူရောင်းရဲ့မွေးနေ့ကိုဖုန်း screen password အနေနဲ့မှတ်ထားတာဖြစ်မှန်းသိလိုက်ရပါတော့တယ်။ဒါပြင်စောတူကြီးက Bluetooth နားကြားကိရိယာလေးကိုမွေးနေ့လက်ဆောင်ဝယ်ပေးခဲ့တာပါ။စောတူရဲ့ဖုန်းထဲကနေနောက်ဆုံးဆက်သွယ်ထားတဲ့ဖုန်းနံပါတ်ကိုခေါ်ကြည့်တဲ့အခါဖုန်းကင်မဲ့သူကမရှိဘဲဖြစ်နေပါတယ်။စောတူအောင်ကစောတူရဲ့ဖုန်းထဲကအတန်းလေးကိုစိတ်ဝင်စားနားထောင်နေစဉ်မှာအပေါ်ဘက်ကနေတဒုံဒုံထူထန်တွေကြားရတာကြောင့်မော်ကြီးမိသလိုဖြစ်သွားပါတယ်။ အမှန်တကယ်မှာတော့အဲ့အတန်ကဇောကျူကဖုန်းနဲ့အတန်ဖမ်းထားတဲ့အတန်တွေပဲဖြစ်ပါတယ်အတန်ဖမ်းထားတဲ့ file တွေထဲမှာတော့ထူးခြားတဲ့အတန်တွေဇောကျူရဲ့ဒေါသနဲ့ပြန်អော်နေတဲ့တိတ်တိတ်နေကြပါအိတ်မရဘူးဘာညာဆိုတဲ့အတန်တွေကိုလည်းကြားနေရပါတယ်အဲ့လိုစိတ်ဝင်စားနေနားထောင်နေတုံးမှာပဲဇောကျူရဲ့အမလို့ခေါ်လိုက်တဲ့အတန်ကိုနီးနီးကပ်ကပ်ကြားလိုက်ရပါတယ်ဇောကျူကလက်ထဲကနေဖုန်းလွတ်ကျသွားတဲ့အထိအထိတ်တလန့်ဖြစ်သွားချိန်မှာပဲနိုင်ရမာချိတ်ထားတဲ့ကြိုးဖုန်းကခြောက်ချားပွေထားမိလာခဲ့တော့တာပါဇောကျောင်းကဖုန်းကိုအမြန်သွားပြီးတော့နားထောင်လိုက်တဲ့အခါမှာ ဘာတမ်းမှမကြပဲရှိနေချိန်မှာတကားခောက်တန်ခက်ပြင်းပြင်းထထွက်လာတာကြောင့်ဇောကျော်လည်းလွန်ထိတ်လန့်သွားရပြန်ပါလေမရှိမနှောင်းမှာပဲတကားခောက်တန်နဲ့အတူတူအမအေးတကားလေးဖွင့်ပေးပါဆိုရဲဇောတူကြီးရဲ့အတန်ကိုလည်းကြားလိုက်ရပါတော့တယ်ဇောကျော်လည်းဝမ်းသာအားနဲ့တကားဖွင့်ပေးဖို့ပြေးအသွားမှာဇောကျူကြီးက password မသိဘူးလားဆိုတာကိုပြန်သတိဝင်လာပါလေဒါကြောင့်မလို့တကားကိုဖွင့်မပေးတော့ဘဲ password ကြီးဝင်ခဲ့လို့ပြောလိုက်တော့မှအပြင်ဘက်ကနေအတန်ဆို့ကြားလိုက်ရပြီးတော့ထွက်ပြေးတဲ့ထူးရိုက်တဲ့အန်ကျိတ်တန်တွေကိုပါကြားလိုက်ရပြီးဇောကျော်လည်းအိမ်ဘက်ကနေလန့်နိုးလာပါတော့တယ် အပြင်ဘက်ကစူညံညံအတန်တွေကြောင့်အပြင်ကိုထွက်ကြည့်လိုက်တော့ဇော်ဂျူရဲ့ချစ်သူယွန်ဂီဝမ်းကရောက်နေပြီးတော့ဇော်ဂျူအောင်ရဲ့အခန်းအောင်တကားကိုစူညံအောင်ခောက်နေမှုနဲ့ယွန်ဂီဝမ်းကဘေးကန်အဖိုးကြီးနဲ့ပြဿနာတက်နေတာဖြစ်မှန်းသိလိုက်ရပါတော့တယ်ဇော်ဂျူအောင်ကအကြအောင်ချိုးတဲ့နေပြင်အိပ်ပါပြောနေတာကြောင့်မကြားလိုက်တာပဲဖြစ်ပါတယ်အဖိုးကြီးကဇော်ဂျူအောင်ကြောင့်တဒိုင်လုံးစူညံနေပြီးတော့အခုမှထွက်လာတာနားကန်းနေရလားလို့မေးလိုက်ပါတယ်ဒီတော့မှဇော်ဂျူအောင်ကဒေါသထွက်ပြီးတော့အဲ့လူကိုအော်ဟစ်ပြစ်လိုက်ပါတယ်ဇော်ဂျူအောင်နဲ့ယွန်ဂီဝမ်းတို့စကားထိုင်ပြောကြရင်လည်း ယွန်ကြီးဝမ်းကသူတို့ကတငယ်ချင်းကနေရီးစားဖြစ်သွားတာကြောင့်ဘယ်တော့ကဘလို့ကြိုက်ခဲ့လဲဆိုတာရက်ဆွဲတောင်ရှိမနေကြောင်းပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲစောကြီးဦးရဲ့ဖုန်းကဝင်လာတဲ့အတွက်ဖုန်းကောက်ဆုံးမှုကြောင့်သူတို့နှစ်ယောက်ဟာကွန်ဒိုရဲ့ရုံးခန်းကတက်ဆိုင်သူဂျေးမေဟန်စီကိုသွားအောင်ပြီးတော့တွေ့ဆုံပါတယ်။ဂျေးမေဟန်ပြောပြချက်ရစောကြီးဟီးကသူစီကိုရုတ်တရက်ဖုန်းဆက်ပြီးတော့အခန်းနံပါတ်604ကလူသေးဘူးတဲ့တိုက်ခန်းဟုံးမို့မေးမြန်းခဲ့ကြောင်းပြောပြလိုက်ပါတယ်။ဂျေးမေဟန်ကစောကြီးဟီးကပဲအကြမ်းမြင်ရနေရလားတကယ်ပဲသရေ6နေရလားဆိုတာကိုမသိရကြောင်းပြောလိုက်တာပါ။ ဂျေမင်ဟန်ပြောပြကြရာအရိတိုက်ခန်းမှာအရင်နေသွားတဲ့ကောင်မာလီကဟိုကအတန်ကြားတယ်လို့လို့ဒီကအတန်ကြားတယ်လို့လို့ဟိုအရီမြင်တယ်လို့ဒီအာမြင်တယ်လို့လို့ထင်နေခဲ့ကြောင်းကိုသိလိုက်ရပါတယ်။နောက်ပိုင်းမှာအခန်း6ရာလီကတိတ်ဆိတ်သွားပြီးတော့အနံ့ထွက်လာတော့မှကောင်မာလီကသူ့ကိုယ်သူတတ်တည်သွားမှန်းသိရကြောင်းကိုပြောလာပါတော့တယ်။ကောင်မာလီတည်ဆုံးသွားတဲ့နေရာကတော့စောကြည့်အောင်နေ့စဉ်ထမင်းထိုင်စားတဲ့နေရာမှာလေပင်ကျိုးသွဲချပြီးတော့တည်သွားတာပဲဖြစ်ပါတော့တယ်။စောကြည့်အောင်နဲ့ယုံကြည်ဝမ်းတို့ပြန်လာတဲ့အခါမှာလေအခန်းကမှာစီးကြုံနဲ့သတိပေးစာရွက်ကိုတွေးလိုက်ရပြန်ပါတယ်။ ဇော်ကျောင်းကဘက်ကွန်ဘဲကိုဖုန်းဆက်ပြီးတော့အကျိုးကြောင်းမေးတော့ဇော်ကျူကြီးက CCTV ရအပြင်ကိုထွက်သွားလည်းမတွေ့သလိုဖုန်းနဲ့လက်ကင်ကလည်းအိမ်မှာပဲရှိနေကြအောင်ဘလို့မှုဖွေရမယ်မသိကြောင်းပြောလိုက်ပါတယ်ဇော်ကျောင်းကလူသေးမှစုံစမ်းကြမှာလားလို့မေးကဒေါသထွက်နေခဲ့ပါတယ်ဇော်ကျောင်းကတော့သူ့ဟာသူပဲရှာတော့မှဖြစ်ကြောင်းပြောပြီးတော့လူပြောက်ကြောင်ကြာစာရတွေကိုရိုက်နှိပ်နေပါတယ်မကြခင်မှာခန်း904ကဘက်ကွန်ဘဲရောက်လာကညာဘကြီးစူညာစူညာမလုပ်ဖို့ဒါနောက်ဆုံးအနေနဲ့လာပြောတာဖြစ်တာကြောင့်သူ့ကိုအစိုးမဆိုဘူးလာပြီးတော့တတိပေးပါတော့တယ် လူပြောက်ကြောင်သားစားတွေကိုယူပြီးတော့ပြန်လာတဲ့စောကျော်အောင်ကကလေးတယောက်မြောက်ခမ်းပရင်းပေါက်ကိုစိုက်ကြည့်နေတာကိုတွေ့ရပါတယ်။စောကျော်အောင်လည်းကလေးစိုက်ကြည့်နေနေအောင်သွားပြီးတော့ဆက်စုနေချိန်မှာအိမ်ကြီးချင်းဖြစ်သူဝင်ရနိုင်မိခင်ဝင်ရဆိုင်ကိုတွေ့လိုက်ရပါတယ်။ဝင်ရဆိုင်ကစောကျော်အောင်ကိုသူသာသူ့ရဲ့အိမ်ကတယောက်ပျောက်နေခဲ့မယ်ဆိုရင်ဒီလိုပူဆွေးနေမှာမှန်ပေမဲ့အခုတလုံးမှာအိမ်ရှင်မရေးရခေါင်းဆောင်ဖြစ်သူဇူကြီးဆောင်ကကိုနိုပြန်လဲတီဆောင်ရင်းနဲ့အလုရှုံနေရကြောင့်လူပြောက်ကိစ္စမှာမဆွတ်ဖက်နိုင်ကြောင်းကိုပြောလိုက်ပါတယ်။ ဇော်ကျောင်းကသူ့ရဲ့ညမကိုရှာတာနဲ့အဲ့ကိစ္စဆိုင်လာလို့မေးလိုက်တော့လူသေးလူပြောက်ဖြစ်တဲ့တိုက်မှာဘယ်သူကရှယ်ယာထဲဝင်ကျင်တော့မှလဲလို့အွန်ရဆန်ကပြောလိုက်ပါတယ်။အွန်ရဆန်ကပဲဆက်ပြီးတော့မကောင်းတဲ့သတင်းတွေပြန်သွားလို့ရှိရင်တိုက်သည့်ပြန်ဆောက်ဖို့ခွင့်ပြုမိန်ကျဖို့အတွက်ခတ်သွားနိုင်ကြောင်းကိုပြောပြလိုက်ပါတယ်။အင်ရှင်မကြီးရအဖွဲကလူတွေကလည်းဇော်ကျောင်းကိုအမင်းကြီးမှမဟုတ်ကြောင်းအွန်ရဆန်ကပြောပြနေတာပါ။အဲ့လိုစကားပြောနေတော့ညာကြီးချိန်မတော်ကလေးငယ်တယောက်ကဒန်းစီးနေရကိုဇော်ကျောင်းက၆ချားပွဲတွေးလိုက်ရပါတယ်။ ဝန်ဆန်ကလည်းပြန်လဲတီဆောင်ရေးမလုပ်ခင်မှာတယောက်သေသွားနိုင်တာကြောင့်သတိထားနေဖို့ပြောပြီးတော့ပြန်သွားပါလေဇောကြောင်ကဒန်းစီနဲ့ကောင်မလေးကိုလှမ်းကြည့်လိုက်တော့ကောင်မလေးရှေ့မနေတော့ပဲဒန်းကလှုပ်ပြီးတော့ကြံနေခဲ့ပါလေဇောကြောင်ကအိမ်ပြောင်းတဲ့အခါမှာတော့မျက်နှာတင့်နေတော့အမဆိုတဲ့အတန်ကိုရေပိုင်လိုင်းထဲကနေခတ်အုံးအုံးကြားလိုက်ရပါလေအိမ်ရှိကိုပြန်ထွက်လာတော့ဖေဖေရေဖြစ်နေတဲ့ညီမဖြစ်သူဇောကျူကြီးကအခန်းထဲပြန်ဝင်လာတာတွေ့လိုက်ရပါလေဇောကျူကြီးကသူ့ကိုတယောက်တည်းပစ်ထားတဲ့ဇောကျူအောင်ကိုအပြစ်တင်နေပြီးအခန်းထဲကိုဝင်သွားပါလေ ဇောကြောင်ကအခန်းထဲကိုဝင်လိုက်သွားတော့ဘယ်သူမှမတွေ့ရတာကြောင့်အေကန်နဲ့ပြန်လာတဲ့ခါမှာအေကန်နဲ့မှဇွဲကျူချနေတဲ့ဇောကျူကိုတွေ့လိုက်ရကထိတ်လန့်ဝမ်းနေသွားပါတော့လေအဲ့ဒီချိန်မှာပဲဘလူးတုနာကြာကရိယာကဘက်ထရီကုန်သွားတဲ့အတန်ကြောင့်ဇောကြောင်ကအိပ်ပျော်ကနေလန်နိုးလာပြန်ပါလေဇောကြောင်ကကော်ဖီဖြော်တောင်းနေတဲ့မက်ဆေ့ဝင်လာတာကြောင့်ဖတ်ကြည့်လိုက်တော့ဆန်စုလုံးမနေနဲ့နေသေးလိမ့်မယ်ဆိုတော့ညမဖြစ်သူရဲ့မက်ဆေ့တွေကိုတွေ့လိုက်ရတာပါအဲ့ဒီတပြိုင်တည်းထဲမှာပဲနောက်ဘက်ဝရန်တာကမှန်ရဲ့နောက်မှာမြို့မီတယောက်ရဲ့အရှိတ်ကိုတွေ့ရပါတယ် ဇောကြောင်ကအလွန်တရာထိတ်လန့်သွားပြီးတော့တကားဖွင့်ကအပြင်ကိုထွက်ပြေးဖို့ကြိုးစားပါတယ်။အဲ့ချိန်မှာပဲဘတ်ကုန်းမေကနားရီညီးနေပြီဆိုပြီးတော့တကားလာခောက်ပြန်လာကြောင်းဇောကြောင်လန့်သွားသလိုမှန်ရဲ့နောက်ကမိကလီလည်းပျောက်သွားပါတယ်။အခန်းတကားအပြင်ဘက်မှာတော့အောက်ထက်ကဘတ်ကုန်းပေကဒိတ်ဒိတ်နေဖို့နောက်ဆုံးသတိပေးကြောင်းကိုပြောပြန်ကဓမြောင်တလန့်နဲ့ဒေါသတွေထွက်နေတာပါ။ဇောကြောင်ကမိဖို့ကန်းတဲ့ကတာလီတာခက်ကြီးကြီးကိုယူပြီးတော့ဝရန်တာကိုထွက်ကြည့်တော့လည်းဘာမှမတွေ့ရပဲတကမာကြီးကနေချောင်းကြီးတော့လည်းဘာမှမတွေ့ရပဲရှိနေပါတယ်။ဘတ်ကုန်းပေကတော့ဓာအီကိုကိုင်းကငါးလွှာကိုပြန်ဆင်းသွားပြီး အပေါ်နဲ့6လောက်လမ်းပေါ်ကြီးလိုက်ပါလေဘကုံးဘရတော့သူ့ကိုဘသူကနှောက်ဆက်နေရလဲဆိုပြီးတော့ဒေါသအလွန်ထွက်ကာလိုက်လံရှာဖွေနေပါလေမကြာခင်မှာပဲအပေါ်ဓာတ်ကနေတွဲလောင်းကြလာတဲ့ရုပ်ပြက်ဆင်းပြက်အရာတစ်ခုကြောင့်ဘကုံးဘလွန်တရာထိတ်လန့်ပြီးတော့ခြေဦးတရာကိုထွက်ပြေးသွားလိုက်ပါတော့တယ်အခန်းတစ်ခုတည်းကိုဝင်ပြေးဖို့တကားတွေကိုလိုက်ခောက်ပြီးမယ်ဘယ်တယောက်ကမှအခန်းတစ်ခါကိုဖွင့်မပေးပဲရှိနေကြတာပါမကြာခင်မှာပဲထိတ်လန့်ခြောက်ခြားစွာအော်ဟစ်လိုက်တဲ့ဘကုံးဘရဲ့အတန်ကိုကြားလိုက်ရပြီးတစုံတစ်ခုပြုတ်ကြသွားတဲ့ဘုံကလေးဆိုတဲ့အတန်ကိုလည်းကြားလိုက်ရပါတယ် ။နောက်နေ့ဘက်မှာတော့တညာလုံးငုတ်တုတ်ထိုင်နေတဲ့ဇောကျူအောင်ကဈေးုံကားတန်တွေကိုကြားရတာကြောင့်အောက်ဘက်ကိုဆင်းသွားကြည့်လိုက်တဲ့အခါမှာတော့လူအုပ်တစုကိုတွေ့ရပြီးတော့ဇောကျူအောင်ကအတင်းတိုးဖျက်ကြည့်တဲ့အခါမှာခွန်နလွာကနေပြုတ်ကျလာတဲ့ဗတ်ကုန်းဘယ်ရဲ့အလောင်းကိုတွေ့လိုက်ရပါတော့တယ်။ဘုံဖို့ရဲစကန်းကဂင်ုံကျူကလည်းဟိုလန်ညိုးထိုးဒီလန်ညိုးထိုးလုံနေတာတွေ့ရပါတယ်။ဇောကျောင်းကဗတ်ကုန်းဘယ်ကသူ့အမြဲတမ်းချင်းချောင်းနေသူဖြစ်ပြီးတော့သူ့ရဲ့အခန်းမှာဇောကျူရှိနေနိုင်ကြောင်းပြောတာကြောင့်ဂင်ုံကျူကသူ့ရဲ့လူတွေကိုရှာဖွေစေခဲ့ပါတယ်။ ါမလဲအခန်းထဲမှာဘယ်သူမှရှိမနေကြောင်းရဲဝန်ထမ်းတွေကထွက်ဆိုခဲ့ပါတယ်။စောကြောင်ကသူ့ရဲ့ညမစောကျူကြီးရဲ့အော်တန်ကိုရေးပိုင်လမ်းကနေတဆင့်ကြားခဲ့ရကြောင်းဂေုံယူကိုပြောလာပါတယ်။ဒါကိုရက်ကြီးနေတဲ့ဇူကြီးဆောင်နဲ့အဖွဲကစောက်ဒိတ်ပဲမရှိတိုင်းနဲ့၆လန့်နေတာပဲလို့မကြားတကြားပြောနေပါတယ်။ဇူကြီးဆောင်ကတိတ်တိတ်ကလေးမနေဘဲနဲ့အားလုံးကိုဒုက္ခလိုက်ပေးနေကြောင်းပြောလိုက်တော့စောကြောင်ကဇူကြီးဆောင်တို့ကသာသူ့ရဲ့ဒုက္ခကိုပြည့်ရဲ့ပြုနေတာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ဇူကြီးဆောင်ကအခန်း၆ဟာလေးမှာနေတဲ့လူတွေကအကုန်လုံးလွတ်သွားကြတာပဲလို့ဇူကြီးဆောင်ကပြောလိုက်တော့ သူ့ရဲ့နောက်လိုက်တွေကထောက်ခံနေပါတယ်။ဇူဂျီဆောင်ကနောက်တစ်ခါတိုက်ခန်းတွေကိုအထိတ်တလန့်ဖြစ်အောင်လုပ်မယ်ဆိုရင်အခုလိုမျိုးလက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်းပြောလိုက်တာပါ။ဇူဂျီဆောင်ကတေသွားတဲ့ကောင်ရောရှစ်လွာကမိမရော၆ဝ၄ကညီမရောကလွတ်သွားတာဖြစ်ကြောင်းကိုပြောနေပါတယ်။ဒီတော့မှစောဂျီအောင်ကအိုယန်ဆန်းကိုသတိရသွားပြီးတော့သူမရဲ့ခန်းစီကိုရောက်သွားခဲ့ပါတယ်။အိုယန်ဆန်းရဲ့ခန်းထဲကိုရောက်တော့ဒါမီရိုက်ထားတဲ့ဓာတ်ပုံလေးကိုကြည့်ရင်စောဂျီအောင်ကဘေးနားမှာရင်ငွေ့ပြန်နေတဲ့နန်ယန်ကိုစိတ်ဝင်စားသွားချိန်မှာကလေးတယောက်ကနောက်ကနေဖြတ်ပြေးသွားပါတယ်။ ဦးရန်ဆန်းကတော့သူ့ရဲ့သမီးကလေးဦးရန်နာဖြစ်ကြောင်းမိတ်ဆက်ပေးပါတယ်။ဇော်ကြောင်ကဦးရန်ဆန်းကိုအင်ရှင်မရေးရဥက္ကဋ္ဌအကြောင်းကိုပြောပြတော့ဦးရန်ဆန်းကဒီဘက်ကအခန်းတွေဟာနန်းတထက်တာရှိပြီးပါနေတာကြောင့်အကုန်လုံးကြားနေရကြောင်းကိုပြောပါတယ်။ဥက္ကဋ္ဌကဘေးကမ်းမှာဖြစ်တာကြောင့်တိုးတိုးပြောဖို့သတိပေးပါတယ်။နောက်တော့ဦးရန်ဆန်းကဓာတ်ပုံတစ်ပုံထုတ်ပြပြီးတော့604ရဲ့အပေါ်ဓာတ်904ကအမျိုးသမီးဖြစ်ကြောင်းပြောပါတယ်။ဇော်ကြောင်က904ကအမျိုးသမီးနဲ့ယောက်ျားအကြောင်းကိုစုံစမ်းတဲ့အခါမှာအဲ့ဒီမျိုးသမီးကအင်ရှင်မရေးရဥက္ကဋ္ဌအောင်ဖြစ်ကြောင်းနဲ့ ဇူညာန်တွေကြားအောင်ပြောကသူတို့ရဲ့ရှစ်လွှာကိုတက်လာပြီးတော့မကြာခဏပြောတတ်ကြအောင်ပြောလိုက်ပါတယ်။သူမကလေးခြေတန်တွေကြားနေရတယ်ဆိုပြီးတော့ဒေါသထွက်ကအပေါ်တိုင်းမျက်နှာချက်ကိုမကြာခဏထုတတ်ကြောင်းလည်းပြောပါသေးတယ်။ဒါကြောင့်မလို့သူ့လိုမျိုးဇူညာန်တွေကိုမကြိုက်တဲ့အခန်း6ဟာ၄ကအရင်နေသွားခဲ့တဲ့သူရဲ့လက်ထဲမှာတူနဲ့အထုခန်းကတည်ဆုံးသွားအကြောင်းကိုပြောပြပါတယ်။ကိုနေရ၄ကအမျိုးသမီးကမသေးခင်မှာနာကျင်မှုကိုအန်ကိုကြိတ်ပြီးတော့နိုင်ရန်ကိုထုခဲ့ပေမဲ့တာမန်ဖြိုးပြီးစဉ်တစ်ခုလို့ထင်းတဲ့တခြားလူတွေအကူအညီတွေကိုမရခဲ့ကြောင်းအိုရန်ဆန်ကပြောပြလိုက်တာပါ။ နေထိုင်သူအားလုံးကလည်းပြန်လဲတီဆောက်ရေးခွင့်ပြုမိကြမလားမှာဆိုရင်ဒါကြောင့်ဒီကိစ္စကိုဖုံးဖိထားလိုက်ကြောင်းကိုသိလိုက်ရပါတယ်။အခန်း၆ဝါလီကလူကတော့ဘဲကိုရောက်သွားမယ်အစနာရှာမရအောင်ပျောက်သွားကြောင်းဦးရန်ဆန်းကပြောလိုက်တာပါ။ဦးရန်ဆန်းကဘက်ကုန်းဘဲကရောဘာကြောင့်တီသွားလို့ထင်လဲလို့မေးလိုက်ကအခန်း၆ဝါလီကပျောက်သွားတဲ့လူကိုအဲ့လူရဲ့နားမှာမကြာခဏတွေ့ရကြောင်းလူတွေက ပြောကြတယ်လို့ဇောကျောင်းကိုပြောပြလိုက်ပါတယ်။လူတွေကခြေကားပြောဆိုနေရလဲဖြစ်နိုင်ကြောင်းဦးရန်ဆန်းကဆက်ပြောပါတယ်။ ဇောကြောင်ကသူတို့ရဲ့အပေါ်တက်အခန်း904ကဘယ်သူတွေနေတာလဲလို့မေးလိုက်ပြီးညစီညတိုင်းမှာစူညံတန်တွေကြားအကြောင်းအိုယန်ဆန်ကိုမေးနေပြောပါလေအခန်း904ကဘယ်သူမှမနေတဲ့အခန်းလို့ဖြစ်ကြောင်းပြောလိုက်တဲ့အခါဇောကြောင်ကအလိုမင်းအံ့ဩသွားရပါလေဇောကြောင်က904ရှိကိုတစ်ချက်သွားကြည့်ပြီးတော့ယောဂီဝမ်းစီကိုဖုန်းဆက်ကသူတို့ရဲ့အပေါ်တက်အခန်း904ကလူတတ်မှုတစ်ခုကိုစုံစမ်းပေးဖို့လှမ်းပြီးတော့ပြောပါလေသူမ604ရှိကိုပြောင်းတဲ့အခါမှာတော့တကားမှာစာရွက်နဲ့ဖုံးထားတဲ့သွေးနဲ့ရေးထားတဲ့စာတွေကိုတွေးလိုက်တာကြောင့်အလိုမဲထိတ်လန့်သွားရပါလေ။ နောက်နေ့ဇမ်မီတိုက်ခန်းရဲ့ဆွေးနွေးပွဲတစ်ခုမှာအင်ရှမရေးရဥက္ကဋ္ဌစူဂျီဆောင်းကစေမမာတက်ပြီးတော့ပြန်လည်ပြင်ဆင်ခွင့်ရရေးအတွက်စီယုံဟောပြောနေပါတယ်။ဇော်ဂျူအောင်ကတော့သူ့ရဲ့ညီမလေးဇော်ဂျူဟီရဲ့လူပြောက်ကြောင်ကြားတွေလိုက်လံဝေငှနေတာပါ။ဇော်ဂျောင်ကဟောပြောပွဲတွေကိုရောက်တော့သူညီမလေးရဲ့ကြောင်ကြားစာအုပ်တွေကိုတယောက်ကမှစိတ်ဝင်စားပဲလွတ်ပြစ်တန်နှင်းထားကြတာကိုတွေ့လိုက်တာကြောင့်အလွန်တရာပဲဒေါသထွက်သွားရပါလိမ့်။ဇူဂျီဆောင်းကတော့ဘတ်ကွန်ပဲတေဆုံးမှုဟာပြန်လည်တိရှောင်ရေးကိုမလိုလားကြတဲ့သူတွေရဲ့လှုပ်ကြံမှုဖြစ်ကြောင်းပြောလိုက်ပြီးဝမ်းနေနေပါလိမ့်။ဇော်ဂျောင်က ဆောင်းပေါကျိုးဆွဲဖြုတ်ပြီးတော့ဗကုံးမဲ့အတွက်တော့ဝမ်းနေနေပြီးသူညီမကိုတော့မသိကြအောင်ဆောင်းနေတာလားလို့အားလုံးကိုမေးပြလိုက်ပါတော့တယ်ဇူကြီးဆောင်းကလည်းစိန်ဘောကဆင်းလာပြီးတော့ပြန်လေတီဆောင်ရေးအတွက်အရေးကြီးနေအောင်နားမလဲတာလားလို့ပြန်မေးပါတယ်ဇောကျော်ကလည်းဒီတော့တွင်လူတွေဘလောက်ထိတေသွားကြလဲဆိုတာတရက်ကွက်လုံးလိုက်ပြောပြမယ်ဆိုပြီးတော့ပြောလိုက်တာကြောင့်နေရောက်သားသမီးလေးဆွဲပါးတွေချကလုံထွေးပြီးတော့ကျုံပေးကြပါတော့တယ်မကြခင်မှာယုံကြည်ဝမ်းကရောက်လာပြီးတော့ဇောကျော်ကိုဆွဲခေါ်သွားက6ဝလေးကလူဟာ CCTV မှတ်တမ်းတွေရာဒီတိုင်ထဲမှာပဲရှိနေနိုင်ကြောင်းကိုပြောပါတယ် ဇောကျူကြီးကလည်းဒီလိုပဲဖြစ်နေပြီးတော့ဒီတိုင်းမှာလူမသိနိုင်တဲ့နေရာတွေရှိနေတာလားလို့ဇောကျူအောင်ကပြောပါတယ်။ဒါကြောင့်မလို့သူတို့မြောက်ကမြေအောင်ခန်းကိုမှွေဖို့အတွက်ဆင်းသွားခဲ့ကြပါတယ်။အထဲမှာတော့ယာယီငားရနေထိုင်သူတွေဆုံးပြစ်ခဲ့ကြတယ်။ပြည်စည်းတွေနဲ့ပြည့်နှက်နေခဲ့ပြီးဇောကျူအောင်ကကလေးပကြီးစာအုပ်တုပ်ကိုတွေ့တာကြောင့်လှန်လုံးကြည့်ရှုတဲ့အခါမှာသူတို့မိသားစုရဲ့အဖြစ်ပြက်ကိုတရုတ်ဖော်ထားတဲ့ကလေးပကြီးပုံတွေကိုတွေ့လိုက်ရပါတယ်။အဲဒီမှာကားမတော်စားမှုဖြစ်ပြီးတော့မိဘနှစ်ပါးတေဆုံးကဇောကျူကြီးက6ရက်တစ်ဖက်ထိခိုက်သွားပုံတွေကိုတရုတ်ဖော်ထားတာပဲဖြစ်ပါတယ်။ ။စာအုပ်ကိုကြည့်နေစမှာပဲအားလုံးကနင်းအကြောင်းဆိုရဲဇောသူရဲ့အတန်ကိုကြားရတာကြောင့်စာအုပ်ကိုလွတ်ချလိုက်ပါရဲ။သူမကအတန်လာစီကိုလှည့်ကြည့်လိုက်တော့ဘာမှမတွေ့ရပဲ။စာအုပ်ကိုပြန်ကောက်ကြည့်တော့လည်းဘာပုံမှမတွေ့ရပဲနဲ့အဖြူသက်သက်ကြီးဖြစ်နေတာကိုမြင်လိုက်ရပါရဲ။ယုံဤဝမ်းကတော့6ဝ4ကပျောက်ဆုံးသွားသူကိုပျောက်ဆုံးသွားတဲ့အိကအဝတ်စားနဲ့ဂျောင်းတစ်ချောင်းမှာပုတ်ပွားသေဆုံးနေတာကို၆ချားပွေရာတွေ့လိုက်ရပါရဲ။မကြာခင်မှာပဲယုံဤဝမ်းရဲ့နားထဲကစီကနေအတိုင်းကြားလိုက်ရပြီးတော့ယုံဤဝမ်းကဇွန်ဘီးတွေလိုမျိုးအကျော်ဆွဲကဇက်ကိုချိုးလိုက်ပါရဲ ဇော်ကျော်အောင်ကယုံကြည်ဝမ်းကိုလိုက်ရှာနေတဲ့နောက်ထပ်အခန်းတစ်ခုရှိနေနိုင်သေးတယ်လို့ပြောကလိုက်ရှာဖို့អော်ပြောပါတယ်။အဲဒီချိန်မှာပဲဇော်ကျော်အောင်ရဲ့နားထဲကနေစီကနေမိသားကိုကြားလိုက်ရပါတယ်။အဲဒီချိန်မှာပဲယုံကြည်ဝမ်းအမောင်တဲကနေပြီးတော့မျက်ဖြူလန်နေတဲ့မျက်လုံးကြီးနဲ့ဇော်ကျော်အောင်ကိုခုံအုပ်လိုက်တော့တာပါ။ဇော်ကျော်အောင်လဲကျသွားတဲ့အခါယုံကြည်ဝမ်းကဇော်ကျော်အောင်ကိုတက်ခွာပြီးတော့လက်အပင်းကိုညှစ်ပါတော့တယ်။ဇော်ကျော်အောင်ကမတတ်နိုင်တဲ့အဆုံးဘေးနားကြောက်တုံးကိုကောက်ယူကယုံကြည်ဝမ်းခေါင်းကိုထူးချလိုက်တာပါ။ဇော်ကျော်အောင်ကဘေးနားပရင်းပေါက်ကနေအပြင်ကိုပြန်ထွက်ဖို့ကြိုးစားပေမယ့် ဇွန်ကြီးဝမ်းကနောက်ကနေခြေထောက်ကိုဆွဲပါလေဇောကြောင်ကခန္ဓာကိုယ်တစ်ပိုင်းအပြင်ကိုရောက်သွားချိန်မှာတော့အပြင်အမျိုးသမီးကဝိုင်းကူဆွဲလိုက်ရပါလေဇောကြောင်ကသတိရလာတဲ့အခါလက်ကိုပတ်တီးစီးထားပြီးတော့ဇိုးပါအောင်မှာပက်လက်အနေထားနဲ့ရှိနေမှန်းတိလိုက်ရတာပါခလန်လက်မှာတော့အပြင်မှာတစ်ခါတွေးခဲ့မှုတဲ့ကလေးငယ်လေးယုံကတီဗီကြည့်နေပါလေဇောကြောင်ကယုံကလေးကိုလှမ်းပြီးတော့ခေါ်တဲ့အခါမှာကလေးကလုံးဝမကြားသလိုလှဲ့မကြည့်တာကြောင့်နားများကန်းနေသလားလို့ဇောကြောင်ကပြောလိုက်ပါလေယုံကလေးရဲ့အမေရောက်လာပြီးတော့ကလေးကမွေးရပါအကြအောင်ချိုးတဲ့နေသူဖြစ်ကြောင်းနဲ့ နာကြာကရိယာပြတ်နေတာဖြစ်နိုင်ကြောင်းပြောပြပါတယ်။မိခင်ကယုံဟာနာကြာကရိယာကိုမကြာခဏဖြုတ်ပြီးတော့ဖွက်ထားတဲ့အကြောင်းဇောကျောင်းကိုပြောလာပါတယ်။ယုံကအင်ရှင်မာကြီးကကော်မတီဥက္ကဋ္ဌစူချီဆောင်ရဲ့တားကလေးဖြစ်နေတာပါ။ဇောကျောင်းကသူ့ဘလိုဖြစ်ပြီးတော့ဒီကိုရောက်နေရလဲဆိုပြီးမေးလိုက်တော့ဇောကျောင်းကသတိမေ့နေနဲ့မြေအောင်ခန်းထဲမှာလူတယောက်လဲနေလို့တဖွားဖွားပြောနေကြအောင်ဥက္ကဋ္ဌစူချီဆောင်ကရဲကိုတိုင်လိုက်ကြောင်းရဲတွေရောက်လာပြီးတော့မြေအောင်ခန်းကိုရှာဖွေနေကြကြောင်းပြောပြလိုက်ပါတယ်။ဇောကျောင်းကဒရိုက်လုံးမှာယုံနဲ့အခန်း၈၄ကအွန်ယန္တာနှစ်ယောက်ပဲရှိလာလားလို့မေးတော့ ။ဦးရဆန်ကသူ့မှာကလေးရှိတယ်လို့ပြောတာလားလို့ဇော်ကျောင်းကိုပြန်ပြီးတော့မေးလိုက်ပါတယ်။ဇူကြည်ဆောင်က104ကကလေးကလွန်ခဲ့တဲ့နှစ်နှဲငယ်ကလေးကကိုလိုရှိမှာကစားအနေနဲ့ဒယ်လီလာပို့တဲ့ကားနဲ့တိုက်မိပြီးဒေသွားတာဖြစ်ကြောင်းဇော်ကျောင်းကိုပြောပြလိုက်ပါတယ်။သူကိုယ်တိုင်မျက်စိနဲ့တက်အပ်မြင်လိုက်တဲ့ဇော်ကျောင်းအတွက်ကတော့စဉ်းစားစရာဖြစ်ခဲ့ရပါတယ်။ဇူကြည်ဆောင်ကရုံးရဲ့နာကြာကိရိယာကိုရှားနေချိန်မှာရုံးကဇော်ကျောင်းရဲ့နာကြာကိရိယာကိုဆွဲဖြုတ်လိုက်ပါတယ်။ဇော်ကျောင်းကသူ့ရဲ့နားကိုစမ်းကြည့်တော့တွေးထွက်နေတာကိုတွေးလိုက်ရပါတယ်။ ရုံငယ်ပြောပြကြရမှာကြားသိတဲ့အတန်းတွေကိုနားထောင်ပြီးတဲ့သူတွေကြားမိတဲ့သူတွေကဒီလိုအဖြစ်အပျက်တွေကြုံရတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ယုံကြီးကထပ်ပြီးတော့နားထောင်ရင်သိရမှာဆိုတာကြောင့်နားကြားကြိယာကိုဖြုတ်ထားတာဖြစ်ကြောင်းပြောပြလိုက်တာပါ။အဲဒီအချိန်မှာပဲစုံနောက်ဂင်ဟုံကူကဖုန်းဆက်လာပြီးမဲ့ဇောကျောင်းကဖုန်းမကင်ပဲနေလိုက်ပါတယ်။ခဏနေတော့စေယုံကားတန်တွေကိုကြားရတာကြောင့်ဇောကျောင်းကသွားပြီးတော့ကြည့်ရှုလိုက်တဲ့အခါမှာတော့ဒေဆုံးနေတဲ့ယုံကြီးဝမ်းကိုလူနာတင်ကပ်ပြားနဲ့တဲဆောင်လာတာကိုတွေ့လိုက်ရပါတော့တယ်။ဂင်ဟုံကူကဇောကျောင်းကိုစစ်စစ်မေးမြန်းနေပြီး ကယုံယူကစောချီဟောင်းရဲ့ထွက်ဆိုချက်တွေမြင်ခဲ့ကြားခဲ့တာတွေယုံကြည်မှုမရှိပဲအခုရက်ပိုင်းမှာအဆောင်ကိုသွားနေလိုက်ဖို့အကြံပေးနေပါတယ်။စောချီဟောင်းကတော့နောက်ချိန်မြောက်ခန်းထဲကိုဝင်သွားပြီးတော့ရှာဖွေရမှာစောတူကြီးရဲ့ဗီဒီယိုကင်မရာကိုတွေးလိုက်ရတာပါ။စောချီဟောင်းကကင်မရာကို Bluetooth နဲ့ချိတ်ပြီးတော့ဖုန်းထဲမှာ application နဲ့ဖြန့်ကြည့်တဲ့အခါဒီနေ့တော့တတ်သေးကိုမရရအောင်ရှာပြမယ်ဆိုရင်ဇောကျူကြီးရဲ့အတန်းကိုကြားလိုက်ရပါတယ်။ဇောကျူကြီးကအခန်း၈၄၄ထဲကိုဝင်သွားပြီးတော့ဝင်ရောက်ရှာဖွေနေပါတယ်။အခန်းထဲမှာဘယ်သူမှရှိမနေပဲမျက်နှာချက်တွေကိုတောင်းနဲ့ထောက်ထားတာတွေ့လိုက်ရပါတယ်။ အဲဒီမှာဝင်းဆန်းကတေဆုံးသွားတဲ့တမီးဖြစ်သူနဲ့ဇကားပြောနေတာကိုစောကျူကြီးတွေးလိုက်ရတော့တာပါဝင်းဆန်းကတမီးလေးကြောင့်နားကြီးရဲ့လူပြောတဲ့လူတွေကိုတပစ်မယ်လို့ပြောနေပါတယ်ဝင်းဆန်းကစောကျူကြီးကိုတွေးကနောက်ကနေလိုက်ဖမ်းပါတော့တယ်စောကျူကတယောက်တည်းဇကားပြောနေရလားလို့မေးတော့ကျောင်းနေမဟုတ်ပဲမြင်ပါမြင်လိုက်ရတာပဲလို့ပြောကတူနဲ့တစ်ချက်တည်းထူးချပစ်လိုက်ပါတယ်စောကျူအောင်ကအခန်းထဲမှာဟိုဒီဒီလိုက်လံရှာဖွေးနေခွေခွေကလေးလဲပြီးတော့ခြေထောက်တွေလက်တွေကိုကျိုးနေတုတ်ခံထားရတယ်စောကျူဟီကိုတွေးလိုက်ရပါတော့တယ် ဇောကျောင်းကဇောကျူကိုပြန်ခေါ်ပြီးတော့ပြန်ထွက်မှာဝင်ဆန်းနဲ့တဲ့တဲ့သွားတိုးပြီးဝင်ဆန်းကရှာတွေ့သွားပြီလားလို့မေးကသူတို့ရဲ့နောက်ကိုလိုက်လာပါတော့တယ်ဇောကျောင်းနဲ့ဇောကျူကြီးကလည်းမြန်ထွက်ပြေးကြပြီးတော့အခန်းတစ်ခုထဲဝင်ကတကားပိတ်ထားလိုက်ပါတယ်ဇောကျောင်းကသူဟာဝင်ဆန်းကိုတစ်ဖက်ကများခေါ်သွားမှာဖြစ်ပြီးဇောကျူကတော့ဘုံနေစီကလစ်တာနဲ့အပေါက်ကနေထွက်ပြေးဖို့မှာခဲ့ပါတယ်ဇောကျောင်းနဲ့ဝင်ဆန်းတို့တဲ့တဲ့တိုးတော့မသိမရှင်ဖြစ်နေတဲ့အခန်း904ကမိမကိုဝင်ဆန်းကတွေ့သွားတာမဟုတ်လားလို့ဇောကျူအောင်ကမေးပါတယ် ။ဦးရန်ဆန်းနဲ့အရိဩဂရဆိုတဲ့မိမကသူနဲ့သူသမီးကိုမကြာခဏခွဲဖို့ဂျူးစားတာကြောင့်သူကိုယ်တိုင်တူနဲ့ထုပြီးတော့တတ်တောင်းလှုပ်ပေးလိုက်တာဖြစ်ကြောင်းဦးရန်ဆန်းကပြောလိုက်ပါတယ်။ဦးရန်ဆန်းကသူရိုက်ခွဲထားတဲ့ကင်မရာကိုဘလို့ကြည့်လဲလို့စောကျောင်းကိုမေးနေခဲ့ပါသေးတယ်။စောကျောင်းကဦးရန်နာကတည်သွားပြီဖြစ်ကြောင်းသတိပေးလိုက်တဲ့အခါဦးရန်ဆန်းကဟဲ့ပပတ်ရီလိုက်ပြီးတော့စောကျောင်းနဲ့တွေ့ခဲ့တာမြင်ခဲ့တာနဲ့လို့ပြောလိုက်ပါတယ်။ဦးရန်ဆန်းကနေလဲငါလို့မြင်ရတာပဲဆိုပြီးတော့စောကျောင်းကိုလိုက်လံတတ်ဖြတ်တော့တာပါ။စောကျောင်းကပုံအနေနဲ့နားထဲကစီစီစီနဲ့တစီစီတန်တွေကြာက နားထဲကလည်းသွေးတွေထွက်နေခဲ့ပါပြီ။မကြာခင်မှာပဲအိုရဆန်းကစောကျူအောင်ကိုတွေ့သွားပြီးတော့အတင်းတက်ခွာကဒူတန်းထူးသားဖို့ကြိုးစားပါလေ။အိုရဆန်းကသူ့ရဲ့သမီးအိုရနာအိမ်ပေါ်မှာပြေးလွှားစောကစားနေတာကိုနားညီတယ်ဆူတယ်လို့ပြောတဲ့ခုနရလေးကအမျိုးသမီးနဲ့စောကျူဟီးရိုးကြောင့်အိုရနာကလေးကအောက်ကိုဆင်းဆော်ရင်းနဲ့ကားနဲ့တိုက်မိသွားတာဖြစ်ကြောင်းကိုပြောပြလိုက်ပါလေ။ဒါကြောင့်မလို့သူကနှစ်ယောက်စလုံးကိုတတ်လိုက်တာဖြစ်ကြောင်းအိုရဆန်းကပြောလိုက်တာပါ။အဲ့ဒီအချိန်မှာပဲမျက်နှာချက်မှာကတ်နေတဲ့904ကအမျိုးသမီးကအိုရဆန်းအပေါ်ခုံချပြီးတော့တပစ်လိုက်ပါတယ် ဇောကျူအောင်ကတော့ဇောကျူကြီးတေဆုံးမှုကိုမယုံကြည်တာကြောင့်မြမလေးလိုလမ်းခေါ်လိုက်ချိန်မှာဇောကျူကြီးကတောင်ကျိုးကနေထွက်လာပါလေ။နောက်နေ့မနက်မှာတော့အပေါ်တက်904ကိုပြောင်းလာတဲ့ကောင်မလေးကဇောကျူအောင်စီကိုလာအောင်မိတ်ဆက်ကတယောက်တည်းနေတာလားလို့ဇောကျူအောင်ကိုမေးပါလေ။ဇောကျူအောင်ကမြမလေးဇောကျူကြီးနဲ့အတူတူနေတာဖြစ်ကြောင်းပြောပြီးတော့နောက်ကိုလှည့်ပြတဲ့ခါမှာတော့လူသေးကောင်မလေးကဘသူ့ကိုမှမတွေ့ရပဲရှိနေပါလေ။ဇောကျောင်းကဇောကျူဟီးကိုမြင်နေရပါလေ။လူသေးကောင်မလေးကသူ့ရဲ့အပေါ်တက်ကညဘက်စူညံတာကြောင့်အိမ်မရဖြစ်ကြောင်းပြောပြပါလေ။ ဇောကြောင်ကအဲ့ဒီအတန်တွေကလူတိုင်းအပြန်လန်ကြားနေရတာဖြစ်တာကြောင့်စိတ်ထဲမှာမထားဖို့အတွက်လူသစ်မလေးကိုပြောပြလိုက်ရင်းနေပဲဇက်ကားလေးကဒီနေရာမှာဇက်သိမ့်ခဲ့ပါတော့တယ်ခင်ဗျာ။